မင်္ဂလာပါဗျာဒီနေ့ကျွန်တော်တို့ Robert Greene ရဲ့ The Laws of Human Nature စာအုပ်ထဲကအချက်တချို့ကိုအခြေခံပြီးတော့လေလူတဘာဝရဲ့နတ်နဲ့အလုံးလုံးပုံတွေအကြောင်းအတူတူကြည့်ကြရအောင်ဟုတ်ကဲ့ဒီစာအုပ်ထဲကအကြောင်းအရာတွေကကျမတို့ရဲ့ဆုံးဖြတ်ချက်ဒီနောက်ွယ်ကစိတ်ခံစားမှုတွေอืมပြီးတော့လူတွေကိုဘလို့တကယ်နားလည်မလဲကိုယ့်အကြောင်းကိုဘလို့သိမလဲဆိုတာတွေပေါ့ဟုတ်ပါတယ် ရွမ်းမုံမှုဘယ်လိုရသလဲအောက်စုလိုက်ဆိုဘယ်လိုဖြစ်သွားရလဲဆိုတာတွေလည်းပါတာပေါ့နော်ဆိုတော့ဒီဆွေးလွေးမှုကနေလက်တွေ့ဘဝမှာလူတွေနဲ့ဆက်ဆံတဲ့အခါပို့ပြီးတော့အဆင်ပြေအောင်ပို့ပန်းတောင်လို့အတုံးချနိုင်မဲ့အချက်လေးတွေရဖို့ရည်ရွယ်ပါတယ်ဗျဟုတ်ပါတယ်အဓိကကတော့လေကျမတို့ရဲ့စင်ကျင်တုံတရားကိုစိတ်ခံစားမှုကဘလို့လွမ်းမှုသွားလဲလူတွေရဲ့ဟန်ဆောင်မှုတွေရဲ့နောက်ကွယ်ကိုဘလို့မြင်အောင်ကြည့်မလဲဟွန်းမဟုတ်တယ်နောက်ပြီးတော့ကျမတို့ အားလုံးရဲ့လှောက်ဆောင်ချက်တီးကိုမတိစိတ်ကနေပုံဖော်နေလဲအတွင်းစိတ်ပုံစံမျိုးဘလို့နားနေနိုင်မလဲအဲ့ဒါတွေကိုစမ်းစစ်ကြည့်ကြမှာပါကောင်းပါပြီပထမဆုံးအချက်အနေနဲ့ကျူးကျောင်းစင်ချင်းညမတ်မှုရဲ့လွမ်းမှုမှုပေါ့ဂရင်းကပြိုတာကလေအရင်ခေတ်တွေကတည်းကရှိခဲ့တဲ့စိတ်ခံစားမှုတွေကကိုဆိုရှယ်မီဒီယာခေတ်မှာပိုတောင်ဆိုးလာတယ်ပိုအစွမ်းထက်လာတယ်ဆိုပဲအဲ့ဒါတကယ်ဟုတ်တယ်နော်ဆိုရှယ်မီဒီယာကခံစားချက်တွေကိုချက်ချင်းပြန့်စေတာကိုပက်တင်ထက်စေတာ ဖက်ပဲငွေကြေးဆေးကွက်လုံးမျိုးပေါ့ယွတိပေရတ်ထက်စိတ်ခံစားမှုကရှေ့ရောက်သွားတာအတိကြပဲရှေခစ်အေဒင်ကပယ်ရီခရစ်တောင်တာကိုသတိပြုမိခဲ့ရဆိုပါတယ်အဲနိုင်ငံရေးသမားတွေအပါအဝင်လူတော်တော်များများဟာလီစင်ဂျင်ုံတရားထက်အတ္တနဲ့စိတ်ခံစားမှုရဲ့မုန်းနှင်မှုကိုပိုခံရတယ်ဆိုတာကိုပေါ့ဟင်းအတအစင်နှိမ့်ဆိုတာကကိုယ်မှာအမျက်ရှိနေတတ်တဲ့ပပလိုက်မှုတွေစိတ်အခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်တာမျိုးပေါ့အစင်မြင့်ကတော့ဟို ဒေါသထွက်ပြီးရုံရက်တုံ့ပြန်လိုက်တာမျိုးစိတ်လုံးရှားမှုလွန်ကဲလာမျိုးပေါ့လေအာဟုတ်ကဲ့ဒါကိုတိထားရင်ကိုယ်စွန့်ပြက်ချက်ဒီမှာစိတ်ခံစားမှုဘလောက်လွှမ်းမိုးနေလဲတတိထားမိနိုင်တာပေါ့နော်ဟုတ်ပါတယ်ကိုယ့်ကိုယ်ကိုတိဖို့အရေးကြီးသလိုတခြားသူတွေကိုလည်းတိကျစွာဖတ်တတ်ဖို့လိုလားပြန်ရောဟုတ်တာပေါ့လူတွေကိုဖတ်တဲ့အခါကျတော့လေ green ကလူတွေကဟန်ဆောင်တတ်တယ်ပြီးတော့ကိုယ်တိုင်ကလည်း halo effect လို့ပတ်လိုက်မှုတွေရှိတတ်တယ်လို့ဆိုတယ် ဲ့ hello effect ကတော်တော်ကြုံရမြားတယ်လူတယောက်ရဲ့ကောင်းကွက်လေးတစ်ခုတွေ့တာနဲ့ကျန်တာတွေပါကောင်းလိမ့်မယ်လို့ကောက်ချက်ချမိတာမျိုးဟုတ်ပါဒါကြောင့်အပေါ်ရန်ကြည့်ပြီးအလင်းအမြတ်မဆုံးဖြတ်ဖို့သူကပြောတာဟုတ်တယ်တကယ်နဲ့ရှိုင်းရှိုင်းနားလေဖို့ဆိုရင်လည်လာမှုလို့တယ်ဟို Milton Erickson လိုမျိုးပေါ့သူကလူတွေရဲ့မတိစိတ်ကပြာနေတဲ့တေးသေးလေးလေးတွေ မိုက်ခရိုအမွာရာတွေကိုဟာအမွာတွေကိုကြည့်ပြီးအတွင်းစိတ်ကိုဖတ်တာအသေးစိတ်လေ့လာတာပေါ့ဒါမှမဟုတ်လင်ဂနွယ်နီးလိုမျိုးခွဲခြားစိတ်ဖျားတဲ့စာနာမှု analytic empathy တုံးတာပေါ့သူတို့နေရာကဝင်ကြည့်ပြီးသူတို့ဘာကြောင့်ဒီလိုလုပ်ရလဲနားလည်ဖို့ကြိုးစားတာ and then check off ဆိုရင်သူတို့ကို90 scene လုပ်ခဲ့တဲ့အဖေရဲ့စိတ်ကိုနားလည်အောင်ကြိုးစားနေတဲ့ခွင့်လွန်နိုင်ရည်လို့ဆိုတယ်ဟုတ်စိတ်ဝင်စားစရာပဲလူတွေကိုနားလည်ဖို့ကြိုးစားတဲ့အခါသူတို့ရဲ့စာရိတ္တကိုနားလည်ဖို့အရေးကြီးရလို့ green ကဆက်ပြောပြန်နေနော်ဟုတ်ပါတယ် စာရိတဆိုတာလူတယောက်ရဲ့ရုပ်ရက်တည်းရဲ့အရင်းခံပဲနက်နက်ရှိုင်းရှိုင်းကင်းအောင်နေတဲ့ပုံစံတစ်မျိုးလို့ပြောလို့ရမယ်အဲဒီစာရိတကအားနည်းနေရင်ဘလော့တော်တော်အဲအရေးချင်းညီမွေးမင်သွားနိုင်တယ်ဒါဆိုကိုစာရိတကိုတီးဖို့လဲအရေးကြီးလာပြီပေါ့အတေးကြပဲအထူးသဖြင့်ကိုယ့်ရဲ့အရေး shadow ကိုတီးဖို့ပေါ့ဒါကကိုမတိစိတ်ထဲဖိနှိပ်ထားတဲ့ကိုတိုင်းတောင်လက်မခံခြင်းနဲ့ကိုယ့်ရဲ့အစိတ်ပိုင်းနေအမောင်ပချမ်းပေါ့လေဟောကိုယ့်ရဲ့မကောင်းတဲ့အပိုင်းနေ ဒါမှမဟုတ်ကိုဖုံးကွယ်ထားခြင်းတဲ့အပိုင်းတွေလားအဲလိုမျိုးပေါ့ဥပမာ green ကနစ်စင်ရဲ့တန်တရားစိတ်လွန်ကဲတာ stalin ရဲ့လက်စားချေလိုစိတ်ပြင်းပြတာတွေဟာသူတို့ရဲ့အရေးကထွက်လာတာလို့သုံးသပ်တယ်အဲဒီကိုအသွင်းစိတ်ကအမောင်းအပိုင်းတွေကိုတတိပြုမိခြင်းကကိုကိုကိုပိုနားလေစေတယ်။ပြီးတော့ပောက်ကွဲထွက်တာမျိုးတွေမဖြစ်အောင်ထိန်းနိုင်လာတယ်။ကိုအားနေချက်ကိုတိတာကအင်အားထူဖြစ်သွားနိုင်တာပေါ့။ Channel ဆိုရင်သူ့ဒီဇိုင်းတွေကိုခိုးကူးတာကိုလက်ခံလိုက်ပြီး အဲ့ဒီကနေစိန်သူ့ brand ကိုပိုပြန့်အောင်လုပ်နိုင်ခဲ့တယ်လေအားနှစ်ချက်ကိုအသုံးချလိုက်တာအကောင့် sequencer ပို့ကောင်းတယ်ဗျကိုကိုကိုနားလဲမှုအပြည့်သူများကိုလွမ်းမှုနိုင်ဖို့ကရောဘလို့နီလန်ဒီရှိမလဲ green က lbj ရဲ့ဥပမာကိုပေးထားတယ် linden b johnson ပေါ့ဟုတ် lbj သူကတိုက်ရိုက်အမိန်ပေးအင်အားသုံးတာထက်တခြားသူတွေရဲ့ low at chat သူတို့ရဲ့အတ္တကိုနားလဲပြီးအတိအမှတ်ပြုပေးတာအဲ့ဒီနဲ့လွမ်းမှုမှုရယူခဲ့တာအတိအမှတ်ပြုပေးခြင်းရဲ့အစွမ်းအားပေါ့ ဟုတ်တယ်လွမ်းမိုးမှုဆိုတာအများတိုင်းအင်အားသုံးတာမဟုတ်ဘူးလေရရှိလျိုဆိုရင်လည်းမဟာဖြူဟာကြကြချီးမွမ်းတာ လူတွေရဲ့မလုံခြုံမှုမသေးချာမှုတွေကို ဖြစ်မှတ်ထားပြီးချီးကျူးတာမျိုးဟွန်းအုပ်စုတွေထဲမှာတော့ဘလို့လဲအုပ်စုလိုက်ဆိုရင်လူတွေကပြောင်းလဲသွားတတ်တယ်မို့လားအဲ့ဒါလေသတိထားမယ်အချက်ပဲအုပ်စုထဲရောက်ရဲ့အများနောက်လိုက်ခိုးဖိအားပေးခံရကတ်တယ်ပြီးတော့ငါတို့နဲ့သူတို့ဆိုတဲ့အုပ်စုဖွဲ့စင်စားစိတ်ကအင်အားကြီးတယ်လေဟုတ်ကဲ့ဟုတ်ကဲ့ ပထမအဲလီဇဘက်ဖီယမကြီးကတော့အလုတ်ကြိုးစားမှုတရားမျှတမှုတွေပြပြီးအာနာရှင်စနစ်ပုံစံမျိုးမပြဘဲနဲ့ဥစ္စာအာနာတိဆောက်သွားတဲ့ဥမာကောင်းတစ်ခုပဲနောက်ဆုံးအချက်အမြင်နဲ့အရှိတရားကိုရင်ဆိုင်ခြင်းဆိုတာကိုလည်းပြောထားသေးတယ်။မောင်းမာမှုဆိုတာကိုယ့်ရဲ့အကန့်အသတ်တွေကိုလက်မခံနိုင်ခြင်းကလာတတ်တယ်လို့ဆိုတယ်။ဟုတ်ပါတယ်။လက်တွေ့ကြတဲ့မောင်းမာမှုဆိုတာကတော့ကိုယ့်ရဲ့အချင်းကိုယုံကြည်မှုရှိလား။ဒါပေမဲ့အချင်းဒီမှန်ကိုလည်းအမြဲစစ်ဆေးနေလာမျိုးပေါ့။ အဲ့လိုမဟုတ်ဘဲကိုကိုကိုအထင်ကြီးလုံးရင်တော့အိုက်စနာလိုမျိုးထစ်သွားနိုင်တယ်လို့ green ကတတိပေးထားတယ်။ဟွန်းအရှိတရားကိုလက်ခံနိုင်ဖို့ဘာကအထောက်အကူပြုနိုင်မလဲ။ရည်ရွယ်ချက်ပေါ့ခိုင်မာတဲ့ရည်ရွယ်ချက်ရှိခြင်းကလမ်းပြပေးတယ်။ Martin Luther King Jr. ဆိုရင်သူ့ဘဝရဲ့အခက်အခဲဆုံးအချိန်တွေမှာသူ့ရဲ့ရည်ရွယ်ချက်ကိုရှာတွေ့ခဲ့တယ်။ Flannery O'Connor ဆိုတဲ့စာရေးဆရာမကလည်းတည်ခြင်းတရားကိုစင်ကျင်သုံးသပ်ခြင်းကအရေးမပါတာတွေကိုဖယ်ရှားပြီးတကယ်အရေးကြီးတာကိုအာရုံစိုက်စေတဲ့စာနာမှုမွေးမြူပေးတယ်လို့ဆိုတယ်။ အမှန်တရားကိုရှောင်နေရင်စိုးရင်စိတ်မဲ့ပုံများလာမယ်ဆိုတဲ့သဘောပါ။ဒါပေါ့ခက်ခဲတဲ့အမှန်တရားတွေကိုယဉ်မဆိုင်ပဲရှောင်နေတာကစိုးရင်တော့ကကိုပဲပို့တိုးစေတတ်ပါတယ်။ကွန်ပါဗျာ။ဒီတော့အနစ်ချုပ်ရရင်ဒီနေ့ဆွေးနွေးခဲ့တဲ့အဓိကအချက်တွေကတော့ကို့မှာတော့သူများမှာပါ စိတ်ခံစားမှုတွေကဘလို့မောင်းနေနေလဲခရီးပြူဖို့။ဟုတ်ကဲ့။အပေါ်ယံနဲ့နှုတ်ွယ်ကိုကြည့်ပြီးလူတွေကိုပိုနင်းနဲ့ရှိုင်းရှိုင်းနားလဲဖို့စူးစမ်းဖို့။အင်းကိုယ့်ရဲ့စာရိကာနဲ့အရေးကိုသတိပြုဖို့။ အုတ်စုလိုက်ဖြူးမှုတွေကိုနားလည်ပြီးပါနတ်စွာချင်းလေဖို့နောက်ပြီးခိုင်မာတဲ့ရည်ရချက်တစ်ခုထားရှိဖို့ဒါတွေပဲဖြစ်ပါတယ်ဗျာအဲ့လေတစ်ခုပြေးချင်တာကတော့လေ green နေကတကယ်စွမ်းအားဆိုတာလူတဘာဝကိုမတိချင်ရောင်ဆောင်နေတာကနေလာတာမဟုတ်ဘူးအဲ့ဒါလေးကိုတတိရှိရှိနားလည်ပြီးကျင့်လေတက်မြောက်ချင်းကနေလာတယ်လို့အကြံပြုထားပုံရတယ်ဟုတ်ကဲ့ဒီလိုဒီအပတ်တွန်းမှာကိုယ့်ရဲ့ထက်ကလေးလေးဖိတက်ရဲ့ဆွေးခန်းစားမှုပုံစံတစ်ခုခုကိုတတိထားပြီးလည်လာကြည့်လိုက်ရင်ကော ိုယ့်ရဲ့ဆုံးဖြတ်ချက်ဒီအပေါ်မှာအမင်းသစ်ဘလို့ရလာနိုင်မလဲဆိုတာလေးစဉ်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဟုတ်ကဲ့။အစဉ်းစားစရာအချက်ကောင်းလေးပါဗျာ။ဒီနေ့ဆွေးနွေးဖိတ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။